အကြောင်းနဲ့အကျိုးကို ခွဲခြားသိမှ လူတဲ့ပြောကြည့်ပါဦးအကြောင်းနဲ့အကျိုးကို ခွဲခြားသိမှလူအေးနောက်တစ်ခုဒုသူတော်စင်များလူလူဆိုတာဟာ အမားနဲ့အမှန်ကို ခွဲခြားသိမှလူတဲ့အမားနဲ့အမှန်ကို ခွဲခြားသိမှလူအေးလောက်ရက်တွေနဲ့ပတ်သက်ပြီးတော့မာသလားမှန်သလားဒုသူတော်စင်များသိသိချာချာသိဖို့လိုသလားမလိုလား တခါတလေကိုရှုတော့ကနေကိုကြည့်ပြီးတော့သုတ္တရောစင်များမှန်တယ်လို့ထင်နေတတ်တယ်။သူတို့ဘာကနေဝင်ကြည့်ပြီးလိုက်ရင်တော့အဲ့ဒီလုပ်ငန်းစဉ်ကြီးလွဲနေတာမျိုးအေးလွဲနေတယ်ဆိုတာမတရားပဲမှန်နေရင်အမှန်တရားအစ်စ်ဟုတ်ရလားမဟုတ်ဘူးပေါ့ဥပမာအဖြစ်သုတ္တရောစင်များလောကမှာတရိစ္ဆာန်လေးတွေမရှိဘူးလားအေးအဲ့ဒီတရိစ္ဆာန်လေးတွေနဲ့ပတ်သက်ပြီးတော့ဟာဒီတရိစ္ဆာန်လေးတွေဟာလောကမှာနေရတာတော်တော်ဆင်းရဲတာပဲ။ ဒုက္ခတွေတော်တော်ရောက်တာပဲဒီတိရိစ္ဆာန်တွေဆိုတာလူချွတ်မှကျွတ်မှာပဲဆိုပြီးတော့လူသားကနေတိရိစ္ဆာန်ကို အမျိုးမျိုးနှိပ်စက်ညှင်းဆဲပြီးတော့တတ်ပြည့်ရင်အဲ့ဒါချွတ်ပြစ်တာ ဟုတ်ရဲ့လားမဟုတ်ဘူးတကယ်တမ်းကလူကတတ်မှုတစ်ခုကိုလွန်ကျူးတာပဲဒါပေမဲ့လူသားဆိုတော့အပေါ်စည်းကနေကြည့်ပြီးတော့ဒါဟာတို့ကချွတ်ပေးနေတာပဲသူဒီဘဝကသေသွားရင်ဝိကျွတ်သွားတော့တာပဲ အဲ့ဒါမျိုးသွားပြီးတော့အပေါ်စည်းကနေယူပြီးတော့အမှန်လို့ပြောလို့ရပါမလားမရဘူးအဲ့ဒါကြောင့်မို့တဘာဝကြကြအမှန်တရားကိုနားလည်ဖို့လိုသလားမလိုဘူးလားအေးတဘာဝကြကြစဉ်းစားကြည့်ရင်လူသားတည်လည်းပဲသူ့ဘဝအသက်လေးကို သူမြတ်နိုးတယ်အေးတိရိစ္ဆာန်တည်လည်းသူ့ဘဝသူ့အသက်ကိုသူသည်သိမှမကြောက်ဘူးလားကြောက်တယ်ဒီသဘောတရားကိုနားလည်ပြီးဒါဟာမလုတဲ့နဲ့လုပ်ငန်းမယ်လို့ အမှားနဲ့အမှန်ကို ခွဲခြားသိမှပါလေလူလို့ခေါ်ရတယ်တဲ့ဘယ်နှချက်ရပါနှစ်ချက်ရပါနော်အကြောင်းနဲ့အကျိုးကို ခွဲခြားသိမှလူ နောက်ထပ်အမှားနဲ့အမှန်ကိုခွဲခြားသိမှလူ နောက်နံပါတ်3ကျတော့စိတ်ဓာတ်အစင်တန်းမြင့်မှလူတဲ့ပြောကြည့်ပါစိတ်ဓာတ်အစင်တန်းမြင့်မှလူအေးလူသားဖြစ်ရင် တို့သူတော်စင်တို့ရဲ့စိတ်ကိုအစွန်းထွက်အောင်မနေရဘူး ပါထွက်အောင်အစွန်းထွက်အောင်မနေရဘူးအစွန်းထွက်ရင်အပြစ်ဖြစ်တာပဲဥပမာအဖြစ်ကြည့်ရင်နံပါတ်1လောဘအစွန်းထွက်တာပြောကြည့်ပါဦးလောဘအစွန်းထွက်တာအေးလောဘတွေသိကြီးလွန်ပြီးတော့အစွန်းထွက်သွားရင်ဒါရမှဖြစ်မယ်ဒါငါရမှဖြစ်မယ်လူတော်ဘာလို့ဖြစ်ဖြစ်ငါရရမယ်ငါရရမယ်ဆိုပြီးတော့ကိုယ်ရရည်ကြီးတဲ့တွက်ပြီးတော့သူတော်ဘာကိုတတ်တယ်ဖြတ်တယ် ဒါမျိုးတွေပါဖြစ်လာရင်အဲ့ဒီလုပ်ငန်းတွေဒီတို့သူတော်စင်များ သူတော်ဘာဒုက္ခမရောက်ဘူးလားသူတော်ဘာတွေဒုက္ခရောက်အဲ့ဒီလုပ်ငန်းမျိုးစီတရားရဲ့လားမတရားဘူးအေးအဲ့ဒါမျိုးဖြစ်နေအဲ့ဒီစိတ်သက်ကိုပဲတို့သူတော်စင်များဒါဟာလောက်ရမှာပဲလောက်ရမှာပဲလို့အစွန်းထွက်နေရင်အဲ့ဒီပုဂ္ဂိုလ်ဒီစိတ်သက်မြင့်တယ်လို့ပြောလို့ရရဲ့လားမရောက်စိတ်သက်မမြင့်ရင်လူပိသရဲ့လားမပိသအောင်အဲ့ဒါကြောင့်မို့လောဘအစွန်းထွက်တာ နောက်နံပါတ်2ကဒေါသအစွန်းထွက်တာတဲ့။ဘာအစွန်းထွက်တာ။ဒေါသစွန်းထွက်တာ။သိပြီးတော့ဒေါသကြီးတာ။ညှိနှိုင်းလို့မရဘူး။တိုင်မင်လို့မရဘူး။ဆွေးနွေးလို့မရဘူး။ငါရဘောကောတယ်။အရာရာမှာဒေါသနဲ့ပဲဖြည့်ရှင်းတယ်။ဒါမျိုးလူတွေလည်းလောကမှာမရှိဘူးလား။အေးအဲ့ဒါမျိုးအစွန်းထွက်နေရင်လည်းပဲအဲ့ဒီပုဂ္ဂိုလ်ဒီလူပိသရလား။မပိသသေးဘူးတဲ့။အဲ့ဒါကြောင့်လောဘအစွန်းထွက်တာရဲ့ဒေါသအစွန်းထွက်တာရဲ့ နောက်နံပါတ်3ကတော့မာမာနအစွန်းတဲ့ဘာအစွန်းတယ်လဲမာမာနအစွန်းထွက်တာဆိုတာငါလိုတော်တဲ့သူရှိရလားငါလိုမြတ်တဲ့လူရှိရလားငါသည်အတာဆုံးမဲငါသည်အတက်ဆုံးမဲငါသည်အမျက်ဆုံးမဲအဲ့ဒါမျိုးဖြစ်ပြီးတော့ပစ္စည်းအရာပညာအရာဥစ္စာအရာယာရုအာနာအရာအရာရာမှာသွားပြီးတော့ဒုသူရောစမြာမာမာနတွေတက်ရင်အဲ့ဒါလူပီတာပါမလား မပိသနိုင်ဘူးအဲ့ဒါကြောင့်မို့လောဘဇွန်ရယ်ဒေါသဇွန်ရယ်မာနဇွန်ရယ်ဘယ်နှခုရပါကဲနောက်တစ်ခုက မနာလိုတဲ့အစွန်းထွက်တာတဲ့။ဘာစွန်းလဲလဲ။အေးမနာလိုတဲ့အစွန်းဆိုကိုယ့်ရဲ့သားသွားရင်ကြည့်လို့မရမြင်လို့မရ။အဲ့ဒါမျိုးဖြစ်သွားပြီးတော့မကြည့်နိုင်မမြင်နိုင်အေးမနေနိုင်မထိုင်နိုင် အကုသိုလ်တွေအချောင်ယူတယ်။ဒါမျိုးတွေမရှိဘူးလား။ ဟေးအဲ့ဒါမျိုးတွေအစွန်းထွက်ရင်လည်းပဲအဲ့ဒီပုဂ္ဂိုလ်ရဲ့စိတ်တက်ပြီးဒါအစစ်နှိမ့်တဲ့အတွက်ကြောင့်လူပီပီသတာမဖြစ်ဘူးတဲ့အဲ့ဒါကြောင့်ပေါင်းလိုက်ရင်ဘယ်နှမျိုးရသွားလဲ၄မျိုးရလောဘရဲ့ဒေါသရဲ့မာနရဲ့စပေတိုင်းပြောရင်တော့အိတ်သာပေါ့နော်မနာလိုခြင်းဆိုဘယ်နှမျိုးရသွားလဲ၄မျိုးရခဲနောက်ဆုံးတစ်မျိုးကတော့မစ္စရိယဝန်တိုခြင်းတဲ့ဘာလို့ခြင်း ဝန်တူခြင်းသူပဲကြီးပွားခြင်းနဲ့သူပဲချမ်းသာခြင်းအရာရာကိုသူပဲလဝကြီးအုပ်ထားခြင်းအေးသူပဲအစစရာရာသူပိုင်ဆိုင်ခြင်းနေတယ်ကျန်တဲ့ပုဂ္ဂိုလ်ကကြိုးစားလာရင်သူမကြိုက်တော့အဲ့ဒါမျိုးအစွန်းထွက်လို့လဲအဆင်ပြေရဲ့လားမပြေဘူးဒီဘဝဒီခန္ဓာရနေသူလည်းပဲသူ့ဘဝရက်တည်နိုင်အောင်လှုပ်ရှားနေကြမှာပဲကိုယ်လည်းပဲကိုယ့်ဘဝရက်တည်နိုင်အောင်လှုပ်ရှားနေကြရတာမရှိဘူးလားအေးအဲ့ဒါကြောင့်မို့တို့သူတော်စင်များ လူရည်လို့ဖြစ်လာရင်ဒီအစွန်း၅မျိုးမထွက်ဖို့လိုတယ်တဲ့လောဘရည်ဒေါသရည်မာနရည်အိတ်သာရည်မစ္စရိယရည်ဘယ်နှမျိုးလဲအေးမြန်မာလိုပြောရင်လောဘအစွန်းထွက်တာဒေါသအစွန်းထွက်တာမာမာနအစွန်းထွက်တာမနာလိုတဲ့အစွန်းထွက်တာဝန်တိုတဲ့အစွန်းထွက်တာတဲ့ဘယ်နှမျိုးလဲ၅မျိုး ို့သူတော်စင်များအဲ့ဒီတရားတွေကိုတဆွမ်းသမျှလျှော့ချဖို့လိုသလားမလိုလားအဲ့ဒီတရားတွေကိုလျှော့ချနိုင်မှဒို့သူတော်စင်များသည်အသံသမားဖြစ်မယ်ဘာသမားဖြစ်မယ်အသံသမားဖြစ်မယ်ဒီဟာတွေသူတော်ဘာလဲတောင်းကြံကိုလဲတောင်းကြံဆိုသူတော်ဘာနဲ့ရောပြီးတော့ဘာသမားပဲဖြစ်လေအစုံသမားပဲဖြစ်လေမကောင်းတဲ့ဘုံဌာနတွေမှာသွားပြီးတော့ဂိတ်ဆုံးသွားလိမ့်မယ်အဲ့ဒါကြောင့်လူဖြစ်တုံးမှာဒို့သူတော်စင်တို့သည်တက်ဆွမ်းသမျှ လူပီသအောင်နေဖို့လိုသလားမလိုဘူးလားအေးအဲ့ဒါကြောင့်မို့လူဆိုတာဟာအကြောင်းနဲ့အကျိုးကို ခွဲခြားသိမြင်မှလူတဲ့အမားနဲ့အမှန်ကိုခွဲခြားသိမြင်မှလူစိတ်ဓာတ်အစင်တန်းမြင့်မှလူတဲ့ဘယ်နှမျိုးလဲ၃မျိုးအဲ့ဒီ၃မျိုးနဲ့ဒုသူရစင်များကိုယ့်ကိုယ်ကိုချိန်ထိုးပြီးတော့ငါဟာလောကထဲမှာနေတဲ့အခိုက်အတန့်လူပီသအောင်ငါနေနိုင်ရဲ့လားလို့ စဉ်းစားဖို့လိုသလားမလိုလားဟေးဒါကလည်းလူဖြစ်တုံးလေးစဉ်းစားနိုင်တာလူဘဝမရတော့ရင်ဒါမျိုးတွေလှုပ်လို့ရသေးလားမရတော့အေးဒီနေရာမှာဘုရားရှင်ကိုရောမြတ်ကလူတွေကိုတယောက်နဲ့တယောက်မတူတဲ့အတွက်ကြောင့်မို့အဲ့ဒီလူတွေကိုစုပေါင်းပြီးတော့ကြည့်လိုက်ရင်အမျိုးအစားခွဲချလိုက်ရင်လူဟာ၄မျိုးရှိတယ်လူဘယ်နှမျိုးတယ်လဲ၄မျိုးပါဗျာနံပါတ်၁ကအစုံကိုသွားတဲ့သူ ကြွကြည့်ပါအစုံကိုသွားတဲ့သူအေးအစုံကို သွားတဲ့သူဆိုအဲခုနပြောတဲ့အတိုင်းဘဝကိုဘာကြီးမှန်းချက်မှမရှိဘဲနဲ့နော်ဒီတိုင်းပဲနေနေပြီးတော့မကောင်းတာတွေလုပ်နေတယ်ဆိုရင်အဲ့ဒါဘယ်သွားတာလဲအစုံကိုသွားတဲ့သူအဲ့ဒီပုံကမျိုးတန်တရာလွတ်ပါမလားတန်တရာမလွတ်နိုင်ဘူးအဲ့လို့ဆိုတော့အစုံသွားတဲ့သူဆိုတာက ဘယ်လိုပုဂ္ဂိုလ်မျိုးတွေကိုပြောတာလဲပြောရင်အန္ဒဘာလပုထုဇဉ်နေတဲ့ပြောကြည့်ပါဦးအန္ဒဘာလပုထုဇဉ်နေပြောကြည့်ပါဦးဗါတယ်လေအန္ဒဘာလပုထုဇဉ်နေအန္ဒဘာလဆိုတာအကံသမားတွေဘာကိုမှသူထူထူခြားခြားမမြင်တတ်ဘူးကုသိုလ်ကိုလည်းမမြင်ဘူးကုသိုလ်လို့သူမသိဘူးအကုသိုလ်ဆိုရင်လည်းအကုသိုလ်လို့သူမသိဘူး เอကောင်းတဲ့လုပ်ငန်းလဲကောင်းတဲ့လုပ်ငန်းလို့ तू မသိဘူးဆိုးတဲ့လုပ်ငန်းဆိုးတဲ့လုပ်ငန်းလို့ तू မသိဘူးဘာမှထူးထူးခြားခြားအတိမျိုးသူ့မှာမရှိဘူးအဲ့ဒါကိုဘာလို့ခေါ်တာလဲအန္ဒဘာလဘုထုဇဉ်အဲ့ဒီဘုထုဇဉ်များတယ်ဘာလူတွေတဲ့လဲအစုံနော်အစုံကိုသွားမဲ့သူတွေဘယ်ကိုသွားမဲ့သူအစုံကိုသွားမဲ့သူနောက်ဆုံးမှာဘယ်မှာသွားခိတ်ဆုံးကြအပေဘုံမှာသွားပြီးတော့ခိတ်ဆုံးလိမ့်မယ် အဲ့ဒါကြောင့်နံပါတ်၄ကအစုံကိုသွားတဲ့သူပြောကြည့်ပါအစုံကိုသွားတဲ့သူနောက်နံပါတ်၄ကကြတော့အဆံကိုသွားတဲ့သူပြောကြည့်ပါဘာလဲလဲအေးအဆံကိုသွားတဲ့သူဆံတက်ပြီးတော့သွားတဲ့ပုံကိုယ်တွေတဲ့အဲ့ဒီပုံကိုယ်ကြတော့စာပေမှာဘယ်လိုပုံကိုယ်မျိုးတွေကိုအဆံလို့ပြောတာလဲလို့ဆိုရင်သီလဝန္တဗုဒ္ဓဇင်တဲ့ပြောကြည့်ပါသီလဝန္တ အဲသီလဝန္တပုထုဇဉ်တွေချို့မရှိဘူးလားဟေးကိုချင်းသီလရှိကြတဲ့ပုထုဇဉ်ပုဂ္ဂိုလ်တွေအဲ့ဒီကိုချင်းသီလရှိကြတဲ့ပုထုဇဉ်ပုဂ္ဂိုလ်မျိုးတွေနော်အဲ့ဒီပုဂ္ဂိုလ်မျိုးတွေဆိုရင်ဒါဘယ်ကိုသွားနေတာလဲအဆံကိုသွားနေတာသီလအခြေခံထားရင်တဖြည်းဖြည်းနဲ့တော့သူတက်သွားတော့မှသိကြတယ်ဟုတ်တယ်မဟုတ်လားအဲ့ဒါကြောင့်သီလဝန္တပုထုဇဉ်ရဲ့နောက်သောတာပန်တဲ့ဗါတယ်လေသောတာပန်နောက်နံပါတ်3ကတက္ကဒါကံ ပါတယ်လေတကတာကံဘယ်နှမျိုးကိုပြောတာသုံးမျိုးကိုပြောတာဘယ်နှမျိုးလဲသုံးမျိုးသီလဝန္တပုထုဇဉ်သီလဝန္တပုထုဇဉ်ဆိုတာသီလရှိတဲ့ပုထုဇဉ်သောတာပန်ဆိုတာအရိယာတွေကပထမဦးဆုံးပုဂ္ဂိုလ်ဟုတ်တယ်မဟုတ်လားသောတာပန်ဖြစ်တဲ့ပုဂ္ဂိုလ်နောက်တကတာကံဆိုတာအရိယာတွေကဒုတိယအဆင့်ရှိတဲ့ပုဂ္ဂိုလ်ပေါင်းလိုက်ရင်ဘယ်နှမျိုးလဲသုံးမျိုးပေါ့နော်သီလဝန္တဘုဒ္ဓဇင်ရဲ့ သောတာပန်ရေတက္ကဒါကံရေပြောကြည့်ပါသီလဝန္တပုထုဇဉ်ရေသောတာပန်ရေတက္ကဒါကံရေအဲ့ဒါကိုဘာလို့ခေါ်လဲအဆံကိုသွားတဲ့သူတဲ့ပြောကြည့်ပါအဆံကိုသွားတဲ့သူအဲ့လို့ဆိုတော့ဘယ်နှမျိုးရသွားနှစ်မျိုးရသွားအဆုံကိုသွားတဲ့သူရေအဆံကိုသွားတဲ့သူရေနောက်နံပါတ်3ကြတော့ ခိုင်ခိုင်မြဲမြဲယက်တည်နေတဲ့သူရဲ့ပြောကြည့်ပါဦးခိုင်ခိုင်မြဲမြဲယက်တည်နေတဲ့သူရဲ့ခိုင်ခိုင်မြဲမြဲယက်တည်နေတဲ့သူဆိုတာက အနာဂံပုဂ္ဂိုလ်ကိုပြောတာဘုစုကိုပြောတာအနာဂံပုဂ္ဂိုလ်ကိုပြောတာတို့သူတော်စင်များအနာဂံဖြစ်တဲ့ပုဂ္ဂိုလ်များဒီဘဝကနေသေဆုံးသွားရင်အဲ့ဒီပုဂ္ဂိုလ်ဒီလူပြည်ကိုလည်းပြန်မလာဘူး၊နတ်ပြည်ကိုလည်းမသွားဘူး သုဒ္ဓဝါဒဗျမပြီကို သွားကြတယ်ဘယ်ကိုသွားကြသုဒ္ဓဝါဒဗျမပြီကိုသွားကြအဲ့ဒီဗျမပြီကိုရောက်တဲ့ပုဂ္ဂိုလ်ဒီအောက်လူပုံတွေနတ်ပုံတွေပြန်ဆင်းသေးလားမဆင်းတော့အဲ့ဒီပုံမှာစွဲစွဲမြဲမြဲယက်တီသွားတယ်အဲ့ဒါကြောင့်စွဲစွဲမြဲမြဲယက်တီတဲ့သူဆိုတာဘုစုကိုရည်ညွှန်းတာလဲပြောရင်အနာဂံပုဂ္ဂိုလ်ကိုရည်ညွှန်းတာတဲ့ဘုစုကိုရည်ညွှန်းတာအနာဂံပုဂ္ဂိုလ်ကိုရည်ညွှန်းတာအဲ့လို့ဆိုတော့ဘယ်နှမျိုးရပါ သုံးမျိုးရသွားပြောကြည့်ပါအောင်ဗါတယ်လေအစုံကိုသွားတဲ့သူအဆံကိုသွားတဲ့သူခိုင်ခိုင်မြဲမြဲယက်တီးတဲ့သူဘယ်နှမျိုးရကဲနောက်ဆုံးတစ်မျိုးကျတော့တန်တရာရဲ့တစ်ဖက်ကန်းကိုရောက်တဲ့သူတဲ့ပြောကြည့်ပါအောင်တန်တရာရဲ့တစ်ဖက်ကန်းကိုရောက်တဲ့သူတန်တရာရဲ့တစ်ဖက်ကန်းကိုရောက်သွားတဲ့သူဆိုတော့ဒီလောကထဲပြန်လာသေးလားမလာတော့ဘူးအဲ့ဒီပုံကိုကျတော့ ဘယ်သူကိုရည်ညွှန်းတယ်လဲပြောတော့ယဟန္တာကိုရည်ညွှန်းတယ်တဲ့ဘယ်သူကိုရည်ညွှန်းတာယဟန္တာကိုရည်ညွှန်းတယ်အဲဒါကြောင့်မို့လောကလူသားတွေအများကြီးရှိပေမဲ့ဒီလေးမျိုးတည်းကိုထဲ့ကြည့်လိုက်ရင်အကုန်လုံးဒီထဲမှာရှိပါတယ်တဲ့။ဘောင်းရင်ဘယ်နှမျိုးလေးမျိုးကဲပြန်ပြောကြည့်ပါဦး။ဘာလဲလဲ။အစုံကိုသွားတဲ့သူအဆံကိုသွားတဲ့သူခိုင်ခိုင်မြဲမြဲရက်တည်နေတဲ့သူ သန္တရာတစ်ဖက်ကန်းကို ရောက်တဲ့သူဘယ်နှမျိုးအေးအဲ့ဒီမှာကြည့်လိုက်လို့ရှိရင်အစုံကိုသွားတယ်ဆိုတာခုနပြောခဲ့တဲ့အတိုင်အန္ဓဗာလကုထုဇဉ်တွေကို ပြောတာတဲ့ဘုဇုကိုပြောတာအန္ဓဗာလကုထုဇဉ်တွေကို ပြောတာအေးနောက်အစံကိုသွားတဲ့သူဆိုတာကသီလဝန္တကုထုဇဉ်ရဲ့သောတာပန်ရဲ့တက္ကဒါကံရဲ့ကို ပြောတာ နောက်ခိုင်ခိုင်မြဲမြဲယက်တည်နေနိုင်တဲ့သူဆိုတာဘုစုကိုပြောတာအနာဂံပုဂ္ဂိုလ်ကိုပြောတာတဲ့နောက်တန်တရာတစ်ဖက်ကန်းကိုရောက်သွားတဲ့သူဆိုတာဘုစုကိုပြောတာယဟန္တာပုဂ္ဂိုလ်ကိုပြောတာတဲ့အဲ့ဒါဒီပင်ဘုရားဘာသာရဲ့ပန်းနိုင်မယ်နောက်ဆုံးနိဗ္ဗာန်တိရောက်အောင်သွားဖို့မလိုဘူးလားလူတယ်အဲ့လိုဆိုတော့လောကထဲမှာသွားပြီးတော့ကြီးလိုက်ရင်ဒီလူမျိုးလေးမျိုးလောကထဲမှာမရှိဘူးလားအေးရှေ့ဆုံးကကြီးလိုက်တဲ့ အစုံကိုသွားတဲ့သူကိုသွားပြီးတော့ကြီးလိုက်ရင် သူ့မှာလည်းပဲဘာတရားမှဒုသူတော်စင်များမရှိဘူးသိအောင်လည်းမလုပ်ဘူးသိလည်းမသိဘူးဘာသာရေးနဲ့ပတ်သက်လို့လည်းလုံးဝမလုပ်ဘူးဆိုတော့အဲ့ဒီပုဂ္ဂိုလ်ဒီတန်တရာထဲမှာတလဲလဲမဖြစ်နိုင်ဘူးလားအဲဖြစ်နိုင်တယ်တဲ့အေးအဲ့လိုဆိုတော့ဒီနေရာမှာသူတို့စုံနေစုံနေဆိုတော့အဲ့ဒီစုံခြင်းရဲ့အကြောင်းကိုလည်းပဲသိရမယ်တဲ့ဘာလို့စုံတာလဲအစုံကိုဘာလို့သွားတာလဲ ဘာလို့ဟိုးနောက်ဆုံးဖြစ်တဲ့အပေထိဒီပုဂ္ဂိုလ်ကစုံဆင်းသွားနိုင်တာလေလို့ပြောရင်စုံခြင်းရဲ့အကြောင်းနှစ်ပါးရှိတယ်တဲ့ပြောကြည့်ပါဦးစုံခြင်းရဲ့အကြောင်းနှစ်ပါးရှိတယ်အဲ့ဒါကဘာလဲပြောတော့နံပါတ်1ကကာမဂုဏ်အာယုံများကိုလိုက်စားခြင်းတဲ့ပြောကြည့်ပါဦးကာမဂုဏ်အာယုံများကိုလိုက်စားခြင်းကာမဂုဏ်နဲ့ပဲပြောနေတာတဲ့ကာမဂုဏ်ဆိုတာက တို့သူတော်စင်များအာယုံနေမရှိဘူးလားအာယုံ၅ပါးရှိတယ်ရူပါယုံတတ္ထာယုံခန္ဓာယုံရတ္တာယုံခွဋ္ဌပါယုံဘယ်နှမျိုးလဲအဲ့ဒီ၅မျိုးနဲ့ပဲ तू အချိန်ကုန်နေတယ်ရူပါယုံဆိုရင်အေးသက်ရှိလှလပပလည်းပဲရလိုက်ခြင်းသာပဲအေးသက်မဲ့လှလပပလည်းပဲရလိုက်ခြင်းသာပဲ ဘယ်ဟာကြည့်ကြည့်သူ့ရဲ့ဒီရကျင်တဲ့စိတ်ကြီးအမြဲတမ်းလွှမ်းမိုးပြီးတော့နေတယ်တစ်ခုပြီးတစ်ခုရကျင်တယ်တစ်ခုပြီးတစ်ခုရနေတယ်ခံစားနေရတယ်အေးဒီရူပယုံနဲ့ပတ်သက်လို့